2025ခုနှစ်ရဲ့အကောင်းဆုံးဘောလုံးပွဲစဉ်လို့ဆိုရမယ်။ DSAFC နဲ့ NUGFC တို့ရဲ့ပွဲစဉ်ကိုကြည့်ရတော့မှာဖြစ်ပါလေ။ပြမိုင်းတခြားမကြုံစဘူးနိုင်ပွဲတွေဆက်နေတဲ့ NUG အနေနဲ့တန်းဆင်းဆုံးမဆင်းရဖို့အရေးရုံးကန်လှုပ်ရှားနေရတဲ့ချန်ပီယံဟောင်းနန်းကြပြင် DSAFC တို့နဲ့ရှင်ပြန်ရမှာဖြစ်ပြီး DSAFC အနေနဲ့ဒီပွဲရှုံးတာနဲ့တန်းဆင်းဆုံးကိုဆင်းရမှာတေချာသွားတဲ့လောက်ဖြစ်သွားမှာပါ။ဒါကြောင့် ီပွဲဟာ DSAFC အနေနဲ့အရေးကြီးဆုံးပွဲတစ်ပွဲဖြစ်ပါတယ်။ DSAFC အနေနဲ့လေးနှစ်ဆက်တိုက်ရှောက်ပွဲတွေဆက်နေခဲ့ပြီးဘန်နာရဲ့အထက်ခဲဖြစ်နေတဲ့အတွက်ညင်းဆွေတက်တက်ခိုင်လို့လို့အမားကန်ကစားသမားအများစုကိုထုတ်ပယ်ခဲ့ပြီးဒီနေ့ပွဲစဉ်မှာတော့နှစ်ရှည်ကစားသမားကြီးဖြစ်တဲ့အလဲရန်အကွက်စင်သူနောက်တန်းခံစစ်မှုတခါတရံဂိုးသမားအဖြစ်ဘက်စတုံထူးချွန်လုံးနဲ့ရှေ့တန်းတိုက်စစ်မှု striker ကျော်နံပါတ်6မင်းအောင်လိုင်ကိုပွဲထုတ်လာခဲ့ပြီး တခင်လက်ခင်းကြီးဇော်မဲလုံးချီထွက်လှဆွေတို့နဲ့တွဲပြီးက45ကအကွက်ဖြင့်မင်းအောင်လိုင်ကိုအထောင်ထားပြီးကစားသွားမှာဖြစ်ပါလေ NUGFC အနေနဲ့ကတော့လူအပြောင်းလဲတိတ်မရှိပဲလွင်ကိုလက်ဇင်မာအောင်ဥယင်မွန်တို့နဲ့ပွဲထွက်လာခဲ့ပါတယ် DSAFC ရဲ့အင်ကွင်းဖြစ်တာနဲ့အညီ Old Tapu Stadium ကြီးရဲ့ပွဲကြည့်စင်မှာတော့ DSA ရဲ့မိဖအသင်းဖြစ်တဲ့ TDG FC ရဲ့တန်ဃာ၄သိန်းပြည်သက်အားကိုတွေ့ရမှာဖြစ်ပြီး ဒီနေ့ပွဲစဉ်ကိုကြိုက်တွယ်မဲ့ကွင်းလေတိုင်ကတော့ပြမလိုက်တဲ့နေရာမှာနမဲကြီးလုံးနဲ့တရုတ်လူမျိုးရှီကျင့်ဖြစ်ပဲဖြစ်ပါလေကျွန်တော်ကျင်ညာနေစဉ်အတွင်းမှာပဲကွင်းလေတိုင်ရဲ့ဝီစီမုတ်တန်နဲ့တူဘောလုံးပွဲစတင်ပြီဖြစ်ပါလေစောမဲလုံးဘောကိုဆွဲလာတယ်ဆွဲလာတယ်ချီတော့လာစီစီကန်တင်နဲ့ချီတော့လာစီကတစင်းမင်းအောင်လိုင်းကိုဘောပေးလိုက်တယ်မင်းအောင်လိုင်းတယောက်ကိုလိမ့်နေမြောက်ကိုလိမ့်နေတပွေလုံးကိုပတ်လိုက်တယ်ဘိုးထိန်နာရောက်ပါ NUG ဘိုးတမဇင်မာအောင်ကိုပါထက်လေဖို့ကြိုးစားတယ် မရလိုက်ပါဘူးဗျာ NUD ကိုသမားဇင်မာအောင်ဟာဒီဘောငါဘောဆိုပြီးခွန်အောင်လိုက်ပါတယ်ဇင်မာအောင်ဘောကိုပြန်တဲတယ်ပြန်နေလိုက်တယ်တခင်လက်ခေါင်းနဲ့ခုန်တိုက်ပြီးဖျက်ဖို့ကြိုးစားတယ်ဆွေစောင်းနေတဲ့အတွက်အတွက်ချက်လွဲပြီးဘောလေးသွားတယ်ခင်ဗျာလွင်ကိုလက်စီရောက်တယ်ဥယျာဉ်မုံစီတန်တင်ပေးလိုက်တယ်ဥယျာဉ်မုံရင်ဘက်နဲ့ထိမ့်ဖို့ကြိုးစားတယ်မူးနေတော့နည်းနည်းရိုင်သွားတယ်ဒါပေမဲ့ဘောကိုခြေနဲ့တော့ပြီးပြန်ထိမ့်လိုက်နိုင်တယ်ကိုယ်တိုင်ကိုတေချာချိန်နေအဝေးကနေလန့်ကန်တယ်ထုံး SA ဂိုးသမားခင်ဗျာဂိုးသွားမှန်းတော့မသိလိုက်ဘယ်သိမလဲဂိုးတိုင်းဘေးအရက်တစ်ဖာဝယ်ပြီးတောက်နေတာကိုအရက်ကတောက်လက်စားဆိုတော့ဘောသွားကောက်ရမှာတော့ခင်ဗျာစိတ်ပြတ်ပုံဗျာတကွင်းလုံးဝိုင်းဆဲမှလိန်ဖယ်လိန်ဖယ်နဲ့ထလာပြီးဘောတဲ့ဖုံးဆိုပြီးအရှိန်နဲ့ကန်လိုက်တော့တောက်ထားတဲ့အရှိန်ကြောင့်လူပါပြည့်လဲသွားပြီးအဲဒီကလေးကခင်ဗျာပြန်မထလာတော့ဘူး တောက်ထားတဲ့အချိန်ကတော်တော်များနေပြီကိုဒီလိုနဲ့ပဲ NUD ရဲ့ရှေ့တန်းတိုက်စစ်မှုဖြစ်တဲ့ဦးရင်မောင်ဟာဒိုးတွေကိုတတိုင်းတိုင်းသွင်းနေခဲ့ပါတော့တယ်အဲ့ဒါကြောင့်ပဲ DSA ရဲ့အဓိကတိုက်စစ်သမားဝါရင်ခံစစ်မှုတပ်တန်းရှိအလယ်တန်းအကွက်စင်သူပြန်တန်းဝင်ကိုသမားကြီးဖြစ်တယ်မင်းအောင်လိုက်ဟာတကွင်းလုံးကိုသူပဲပကံဘသူမှကိုဘောမပေးတော့ပဲဒီအစင်းမှာသူ့လောက်စောက်တုံးကြတဲ့သူမရှိကြောင်းသူ့လောက်မတော်ကြောင်းဒုဒုပြောဆိုတမ်းများကြောင်း ခင်လက်ဇော်မဲလုံးချီထွက်လာစီတို့ဟာနှက်ကစ်သွားပြီးဂိုးသမားခင်ရဲ့ကြံရှိနေသေးတဲ့အရက်ပလင်းတွေနဲ့ကိုင်းနေပြီးဝိုင်းတယ်လိုက်ကြပါတော့လေ။ဒါနဲ့ပဲ DSA FC ခမအသင်းဖွဲ့စည်းပုံပြတ်သွားပြီးပွဲကြီးစင်မှာတန်ကာ၄သိန်းပြိဿကလည်းပြတ်ချင်မလားပြတ်သွားကမင်းအောင်လိုက်ခမကျူခေါ်လေးတယောက်ထည့်ရဲ့အားပေးမှုနဲ့ရုံးကန်လှူရှာရင် NUG က64ကို DSA ကတကူးနဲ့ပထမပိုင်းပြီးဆုံးသွားပါတော့လေ။ဒုတိယပိုင်း ညောတတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ BSA Insight